တော်တမ်ဟော့စပါနဲ့တည်ရကြပြီးတဲ့ပွဲစဉ်နောက်မှာယူနိုက်တက်ပရိသတ်တွေအနေနဲ့ dream နေတာတခုရှိလိမ့်မယ်လို့ထင်တယ်။ဘာလို့အသင်းကကတ်စမဲရိုမရှိတဲ့ချိန်မှာဂိုးတွေပို့ပေးနေရတာလဲ၊ဂိုးတွေအများကြီးပေးနေရတာလဲဆိုတော့ကိစ္စပဲ။ဒါက state တက်တွေရအချက်လက်တွေရလည်းပြန်ကြည့်မယ်ဆိုလို့ရှင်မှန်ကန်နေတဲ့ကိစ္စပဲ။ကတ်စမဲရိုကွင်းထဲမှာမိနစ်30လောက်မရှိဘူးဆိုရင်တောင်မှ Manchester United ကဂိုးပေးနေရတယ်ဆိုတော့ ဂိုးတကူပြီးနေရတယ်ဆိုတော့ data အချက်လက်ရှိဥမာအားဖြင့်ဆိုလို့ရှိရင် Casemiro မရှိတဲ့အချိန်မှာ Manchester United ကဒီရာသီ Tottenham Hotspur နဲ့ပွဲစဉ်အပါအဝင်ဆိုလို့ရှိရင်ပေးကူက12ဂိုးရှိသွားပြီဒါက Casemiro ကိုင်းထဲမှာ မရှိတဲ့အချိန်33.54မိနစ်မှာတကူပြီးနေရတယ်ဆိုတော့အတိတ်ပဲ ဆိုတော့ကက်စမေရိုမရှိလို့ရှင်အသင်းကဘာလို့ဂိုးပြီးနေရတာလဲဆိုတော့အကြောင်းအရာကစိတ်ဝင်စားဖို့ကောင်းလာတယ်။ဒီဟာနဲ့ပတ်သက်ပြီးတော့မှထက်တီကပိုင်းဆိုင်ရာအရာဆွေးနွေးကြရတယ်အများကြီးရှိလိမ့်မယ်။မန်ချက်စတာယူနိုက်တက်ကကက်စမေရိုရှိနေတဲ့အချိန်မှာဆိုလို့ရှင် structural progression ကိုဦးစားပေးနိုင်ပြီးတော့မှကက်စမေရိုမရှိတဲ့အချိန်မှာဘာဖြစ်လို့ broken transition နဲ့ triangle shape တွေနဲ့ပဲတည်ဆောက်နေရတာလဲဆိုတဲ့အကြောင်းအရာကဒီနေ့ဒီဗီဒီယိုမှာအဓိကအပြင် discuss လုပ်မယ့်အကြောင်းအရာပဲဖြစ်ပါတယ်။ဆိုတော့အင်္ဂလိပ်စာ terms အတုံးတုံးတွေများသွားလို့ရှင်လည်းနည်းနည်းလေး အာတီးခန့်ပေးကြပါလို့ပြောနေကျွန်တော်တို့ရဲ့ intro လေးပြီးတော့လို့ရှင်စလိုက်ကြရအောင် မန်ချက်စတာယူနိုက်တက်မှာရူဘင်အမိုရင်းတည်ဆောက်ထားတဲ့ပုံစံကကွင်းလေအတွဲ pivot အတွဲရဲ့ယူရှားနိုင်မှုကအရန်ကိုရေးပါတယ်ကွင်းလေ control လုပ်နိုင်မှုကဒီ United အသင်းရဲ့ကစားဟန်ကြီးတစ်ခုလုံးကိုကြီးကြီးမားမားပြောင်းလဲစေတယ်အဓိကအပြင်တော့ transition တွေမှာဘယ်လိုကစားမလဲဆိုတဲ့အကြောင်းအရာပဲဆိုတော့ကျွန်တော်တို့ကဘောလုံးတစ်လုံးကိုဖုံးရှုံသွားပြီးဖြေဆိုလို့ရှိရင်ချက်ချင်းတက်မြတ်မှာ counter press သွားကြတယ်ဒါမှမဟုတ်လို့ရှင်လေဘောလုံးကိုကိုက defenses of the ball position မှာ ဘောလုံးမရှိနေတဲ့ဆိုတော့အခြေအနေမှာဘယ်လိုခံစစ်ကစားမလဲဘောလုံးတန်းပြန်ရပြီဆိုတော့လည်းဘယ်လိုကစားမလဲဒီအကြောင်းအရာကအရန်ကိုအရေးကြီးတယ်ဆိုတော့အဲ့အရာတွေအကုန်လုံးကိုဦးစီးဦးဆောင်လုပ်ထားတာကမန်ချက်စတာယူနိုက်တက်မှာဘရူနိုဖာနန်ဒက်နဲ့ကတ်စမဲရိုနဲ့အတွဲဆိုတော့ဒီအတွဲကတကယ်တမ်းပြန်ကြည့်မယ်ဆိုလို့ရှိရင်အသက်အရွယ်ရလဲကြီးရနေပြီ30ကျော် over 13ဆိုတဲ့အတွဲဖြစ်တယ်ဒါပေမဲ့ဒီအတွဲရှိနေတဲ့အချိန်မှာအသင်းရဲ့ကစားဟန်ကကောင်းနေတယ် ဒါပေမဲ့ဒီအတွဲကမိနစ်60ထက်ကျော်ပြီးတော့မှ walking rate ကိုအပြည့်အဝမထုံနိုင်ဘူးဆိုတာကလည်းကျွန်တော်တို့အားလုံးမျက်မြင်ပဲဒီအတွဲကမိနစ်80လောက်ရောက်ပြီဆိုတော့လည်းလုံးဝထိုးကြသွားတာဆိုတော့မီဒီယာဘက်ကတွေးမယ်ဆိုလို့ရှိရင် okay ငါကဒီအတွဲကိုမိနစ်63ကျင်တယ်ဒါပေမဲ့ဒီအတွဲကမိနစ်60မခံနိုင်ဘူးမခံနိုင်တဲ့အတွက်ကြောင့်မလို့ငါကဥကားတွေမဖြစ်မနေထည့်ရမယ်ဆိုတော့ဒါကကျွန်တော်တို့ ဒီ Ruben Amorim နေရာကတွေးမယ်ဆိုလို့ရှင်ဒါကဘလို့မှရှောင်လဲလို့မရတဲ့ကိစ္စကြီးဖြစ်နေတာအဲ့တော့ဒီအသင်းက Casemiro ရှိချိန်မရှိချိန်မှာဘလို့ကစားသလဲဆိုတဲ့အကြောင်းအရာကစိတ်ဝင်စားဖို့ကောင်းလာတယ်ကျွန်တော်ပြောတဲ့အတိုင်းပဲဒီလူစားလဲမှုကမဖြစ်မနေလောက်ကိုလောရမယ့်အခြေအနေဒါပေမဲ့မဖြစ်မနေလောလာရပြီဆိုလို့ရှင်လဲဇတိရတာတွေရှိသွားတယ်အဲ့ဒီဇတိရတာတွေကပဲ Manchester United အသင်းကိုပေးကူးဒီ PC ရလာပဲဖြစ်တယ်ဆိုတော့ okay ဒီအဒီမှာ Manchester United ကကက်စမဲရွန်ရဲ့နေရာကိုအများဆုံးစားဝင်ကစားတာကဒိုက်ရိုက်အားဖြင့်နေရာဒိုက်ရိုက်အားဖြင့်ကစားတာကဥဂါဒီဆိုတော့ data အချက်လက်တွေပြန်ကြည့်မယ်ဆိုလို့ရှိရင်ကက်စမဲရွန်မရှိတဲ့ချိန်မှာအတင်းကတော့ဂိုးပို့ပြီးနေရတယ်ဒါပေမဲ့ဥဂါဒီနဲ့ကက်စမဲရွန်နဲ့နှစ်ဦးတည်းကိုနိုင်စစ်မယ်ဆိုလို့ရှိရင်တက်ကယ်မှာဆိုလို့ရှိရင်လည်းဥဂါဒီကမိနစ်60တိုင်းမှာ၄ .69 ချိန်လုတ်တယ်ဒါအပြင်ကို interception မှာဆိုလို့ရှိရင်လည်းဥဂါဒီက မိနစ်60တိုင်းမှာတိတိတမနှစ်၅ချိန်လောက်တယ်ဆိုတော့အချိုးချပြီးပြန်ကြည့်မယ်ဆိုလို့ရှိရင်10မိနစ်တိုင်းစီ10မိနစ်တိုင်းစီချိုးချပြီးပြန်ကြည့်မယ်ဆိုရင် Casemiro ထက်စာ Ugarte က defensive action တွေပို့ပြီးကောင်းတယ်ဆိုတဲ့အဓိပ္ပာယ်တက်ရောက်တယ်ဒါပေမဲ့ဒါက individual performance ကိုပဲ compare လုပ်တာတကယ်တမ်းသူတို့နှစ်ဦးရဲ့ကစားတဲ့ hand ကို compare လုပ်မယ်ဆိုလို့ရှိရင်ပြည်သာခြားနာမှုရှိတာကိုဒီမှာမြင်ရလိမ့်မယ်ဒါက Casemiro နဲ့ Ugarte ရဲ့ပြီးခဲ့တဲ့ရာသီရဲ့ကစားတဲ့ hand တွေဆိုတော့ ဥဂတိရဲ့ကစားဟန်ကကြတော့ပြောရမယ်ဆိုလို့ရှိရင်အာနည်းနည်းလေးပို့ပြီးတော့မှ position ဝင်းနေ jewelry ပြီးသွားလို့ရှိရင်ပို့ပြီးတော့မှအာ defensive ပို့ပြီးအာတန်တဲ့ပတ်ချံကိုရောက်တယ်ဆိုတော့ဒီနှစ်ယောက်ရဲ့ comparison ကိုကျွန်တော်တို့ရှင်းရှင်းလင်းလင်းဖြစ်အောင်ရင်းနှီးလုပ်ကြတာပေါ့ comparison မှာဆိုလို့ရှိရင်ဒီမှာဆိုလို့ရှိရင် Bruno Fernandes က our position ရောက်နေတယ် Bruno Fernandes ရဲ့ pressing ကအရန်ကိုမြင့်နေတယ်ဆိုတော့ အမ်ဘူမိုကလည်းဒီမှာ press ပေးထားတယ်ဆိုတော့အတင်းကတင်းဆုံးကဒီမှာ press ပေးနေပြီ Bruno Fernandes ကသူ့ရဲ့ out of position မှာရောက်နေတယ်ဆိုတော့ဒီမှာ Lucio ကလည်းရှေ့ကိုတက်ပြီးမှ press ပေးထားတယ်အဲ့ press ပေးထားတဲ့အနေအထားကမှ Tottenham Hotspur ကဒီ press ကိုကြော်ဖြတ်ဖို့အတွက်ကလောင်းဘောပဲကျန်တော့တယ်ဒီမှာသလို့ရှိရင်လောင်းဘော Tottenham Hotspur ကလောင်းဘောရှေ့ကို breaking pass ပေးမယ်ဆိုတဲ့အချိန်အနေအထားကမှ United အတင်းရဲ့အဓိကအရေးပါပါတယ်ဆိုတော့ကွန်းလေအတွေ့ရဲ့နေရာယူပုံကိုတွေ့ရလိမ့်မယ်ကက်စမီရိုနဲ့ Bruno Fernandes ဆိုတော့ကက် ကက်စမဲရိုက imposition မှာရှိနေဆိုပေမဲ့ Bruno Fernandes ကသူ့ရဲ့ position နဲ့တော်တော်လေးဝေးဝေးကိုရောက်နေဆိုတော့ဒီနေသားတစ်ခုမှာ Tottenham Hotspur ကရှေ့ကိုပေးလိုက်တယ်ပေးလိုက်တဲ့နေသားတစ်ခုကို United ရဲ့ center back ကဖြတ်ထုတ်ပြီးပဲဆိုပါတော့ဆိုတော့တကယ်လည်းဖြတ်ထုတ်တယ်ဆိုတော့ဖြတ်ထုတ်လိုက်တဲ့အချိန်မှာဘောလုံးကိုလက်ခံမဲ့ကစားသမားကကက်စမဲရိုဒီရဲ့ passing ကို receive လုပ်မယ်ဆိုတဲ့အနေထားတစ်ခုမှာ customer တို့ဆုံးဖြတ်တဲ့ decision ကအရေးပါတယ်။တကယ်လို့သာဒီနေရာမှာဥက္ကဋ္ဌ ဒါမှမဟုတ်လို့ရှင် Bruno Fernandez ဖြစ်ခဲ့တယ်ဆိုလို့ရှင်ဒီရပေါ်လုံးက site တွေကိုထွက်မှာပြောမယ်လို့ရှင်ဒီမှာရှိနေဝင်းဘက်ကစားသမားဖြစ်တဲ့ Doku နဲ့ Mazraoui နှစ်ယောက်စီကိုထွက်မှာပဲဖြစ်တယ်ဒါကအာဆန့်စအရာပြောတာဒါပေမဲ့ကက်စမဲရိုကအဲ့ဒါလိုမဟုတ်ဘူးကက်စမဲရိုက side pass မထုတ်ဘင်းနဲ့ backward pass ကိုထုတ်တယ်ဘာကြောင့်လဲဘာကြောင့်လဲဆိုတာကိုကျွန်တော်တို့နားလည်ဖို့အတွက်ဆိုလို့ရှင်ကရောအများကြီးတွင်းနေကြမလို့ဒီမှာဆိုရှင် out of position ဖြစ်နေကြတာမှာနှစ်ယောက်ရှိပဲ Bruno Fernandes နဲ့ပြီးသွားလို့ရှင် အာလူရှော ਨੇ မဇရာဝီကိုပါထည့်သွင်းမယ်ဆိုလို့ရှင်လည်းရသေးတယ်ဆိုတော့အော်ရိုပိုစီရဖြစ်နေတဲ့ကစားလမ်းမှာ၃ယောက်ရှိရနေတာတခုမှဒီအသင်းကအေးစေးစေးဘောလုံးကင်ပြီးတော့မှတိစားခွင့်ရသွားတယ်ဒါက structural progression ဆိုတော့ structure အရာ အသင်းကတိုက်စစ်ကို progress best တင်နေ progression ဖြစ်လာခြင်း ဒါကိုကတ်စမဲရိုတွေးတဲ့ idea ကတ်စမဲရိုမြင်တဲ့ပုံစံဆိုတော့ဒီလိုနေထားရောက်လာတဲ့အချိန်မှာမက်ဇာရာဝီကလည်းသူ့ရဲ့ position ကိုသူပြန်သွားနိုင်ပြီဖြစ်တယ်လို့ဒရိုဂူကလည်းသူ့ရဲ့ position ကိုပြန်သွားနေပြီဒီမှာလူရှော့ကလည်းသူ့ရဲ့ position ကိုပြန်ဝင်နေပြီဆိုတာကိုမြင်ရလိမ့်မယ်ဆိုတော့အဲ့လိုနေထားရောက်တဲ့အချိန်မှာအတင်းက structure ကြကြ structure ပုံစံနဲ့သူတို့ရဲ့ structure ရဲ့ပုံစံနဲ့ progress ဖြစ်အောင်ကစားသွားမယ်လေဒီမှာတို့ရှိရင်ဒီလစ်စီကနေမက်ဇာရာဝီရောက်တယ်မက်ဇာရာဝီကနေမှတဆင်ကတ်စမဲရိုကတ်စမဲရိုကနေမှတဆင်ဒီမှာ မဇာရောဂျီကိုပြန်ပြီးတယ်ဒီကနေဒီမှာသလို့ရှိရင်အာမက်ဒီယာလို့ပေါ်လုံးရတဲ့အချိန်မှာသလို့ရှိရင်အာမက်ဒီယာလို့က wide area မှာ1 vs 1ဆိုတဲ့အနေထားမျိုးနဲ့ structure အရာအပင်ကတိုက်ဆစ်ဆင်သွားနိုင်တယ်ဒါက structure ရဲ့အရာအပင်ကတိုက်ဆစ်ဆင်နိုင်တာဆိုတော့ customer လို့ရှိနေတဲ့အချိန်မှာအသင်းက structural progression ကိုဦးစားပေးနိုင်နေဒါအပြင်ကိုအာ long ball တွေနဲ့ bare face ကိုကောင်းကောင်းကစားနိုင်နေဒီလိုပုံစံနေနဲ့အသင်းကကစားတဲ့ဟန်ဖြစ်သွားတယ်ဆိုတော့ ဦးကားတဲဝင်လာတဲ့အချိန်မှာကောအတင်းကဒီလိုကစားတာပဲမဟုတ်ဘူးလားလို့မေးလို့ရှင်တော့အဲ့ဒါလို့မဟုတ်ဘူးလို့ပြောရလိမ့်မယ်ဦးကားတဲဝင်လာတဲ့အချိန်မှာအတင်းရဲ့ကစားတဲ့ဟန်က broken transition တွေကိုဦးစားပေးပြီးတော့မှ triangle shape တွေနဲ့ဒီ chaos ဖြစ်တဲ့ saturation တွေပြောမယ်ဆိုရင်ဗယံပတာအခြေအနေတွေကနေမှတဆင်အတင်းက triangle shape တွေနဲ့ကစားပြီးတော့မှတိုက်စစ်ကို progress ပေးတာဒါကိုမြင်သာစေမဲ့ဥပမာတစ်ခုကတော့ဒီနေထားပဲဒီမှာဆိုလို့ရှိရင်အတင်းကဘောလုံးမရှိဘူးမရှိတဲ့ချိန်နေထားကနေပြီးတော့မှ present ကနေပြီးတော့မှဘောလုံးပြန်ရတယ်အမတ်ဒီယာလိုရဲ့ present ကနေဘောလုံးပြန်ရတယ်အမတ်ဒီယာလိုရဲ့ present ကနေဘောလုံးပြန်ရတဲ့အချိန်မှာပုံမှန်အားဖြင့်ဆိုလို့ရှိရင်အတင်းကအာကတ်စမဲရိုဆောနာကပုံစံတိုင်းဆိုလို့ရှိရင်အတင်းကဒီနေသားမှာ progress ကိုအရင်ကြီးဒီလောက်မြန်မြန်ဆန်ဆန်ကစားမှမဟုတ်ဘူးဆိုတာသိကြတယ်ဒီမှာဆိုလို့ရှိရင် triangle shape တစ်ခုကနေပြီးတော့မှအာ mason mouse ကြီးရတယ် mason mouse ကနေတိုက်စစ်မှာရှိနေတယ်အာဘန်ဂျမင်ရှက်ကိုစီကိုဘောလုံးကပေးလိုက်နိုင်ခဲ့တယ်ဆိုတော့အတင်းကကတ်စမဲရိုမရှိဘူးဆိုတော့ညပိုးဝင်းညံတ ပို့ပြီးတော့မမြင်မြင်ဆန်းဆန်းကစားနိုင်ရင်တိုက်စစ်ကို transition တွေကလည်းပုံမြန်နေပြီးတော့လို့ရှိရင်အတင်းက triangle shape တွေနဲ့အားကောင်းမှုတွေကလည်းပို့ပြီးတော့မှကောင်းလာတာကိုမြင်ရလိမ့်မယ်ဒါပေမဲ့ဒီ chaos position ကြီးကအတင်းအတွက်ကိုက chaos position ကိုအခွင့်ကောင်းယူနိုင်နေဆိုပေမဲ့တစ်ဖက်မှာလည်းတစ်ဖက်အတင်းကဒီ chaos saturation တကူဒီကိုပြန်ပြီးတော့မှအခွင့်ရေးယူသွားနိုင်တာလည်းဖြစ်နိုင်နေဒီတော့ကြောင့်မလို့အတင်းက goal တွေပြီးနေရတာပဲဖြစ်တယ်ဆိုတော့နောက်ထပ်အရေးပါတဲ့အချက်ကပါလဲဆိုတော့ of the ball position off the ball position ကိုကျွန်တော်တို့ data အချက်လက်တွေနဲ့နိုင်စင်ဖို့တော့ကအရန်ခက်ခဲတယ်။အဲ့တော့ဒီရဲ့အကြောင်းအရာကို video clip လေးတစ်ခုနဲ့ပဲပြလိုက်လို့ရှင်ပို့ပြီးတော့မှရှင်းလင်းမယ်လို့ထင်တယ်။ဒါက Casemiro နဲ့ Bruno Fernandes နှစ်ယောက်က defenses အဲပလေးမှာဘလို့အသက်ဝင်တယ်လဲဆိုတာပဲဆိုတော့ဒီမှာဆိုလို့ရှိရင်တော့ဥကာတီကကတ်စမဲရိုရဲ့နေရာကိုဝင်လာခဲ့ပြီကတ်စမဲရိုနေရာဝင်လာပြီးတဲ့အချိန်မှာ ဒီရဲ့အတင်းက press ပြီးမယ်ပဲဆိုတော့ဒီမှာဆိုလို့ရှိရင် Bruno Fernandes ကရှေ့ကိုတက်ပြီးမှ press ပြီးမယ် Bruno Fernandes ရှေ့ကိုတက်ပြီး press ပြီးတဲ့အချိန်မှာ Bruno ရဲ့နေရာလွတ်ကြီးကအကျယ်ကြီးကျန်ခဲ့တယ်အဲ့ဒီနေရာကိုဖြည့်တင်ရမယ် responsibility က Ugarte မှာရှိတယ်ဆိုတော့ Mason Mount ကလည်းသူရဲ့ marketing ကိုသူ share marketing ကောင်းကောင်းယူထားနိုင်တယ် share marketing နဲ့နေရာယူထားနိုင်တယ်ဒါပေမဲ့ Ugarte ရဲ့နားလည်မှုအလွဲကဒီမှာဆိုရှင် space အကျယ်ကြီးဖြစ်သွားစေခဲ့တယ်အဲ့ဒါလို space ကျယ်ကြီးဖြစ်သွားတာကိုလည်း ဘရူနိုကိုရန်ကွင်းထဲမှာဥကာတိကိုလမ်းပြီးတော့မှကွန်ပလိန်တက်နေတာကိုမြင်ရလိမ့်မယ်။အဲ့တော့ဒီရဲ့ကစားသမား၂ယောက်ကြားထဲမှာနားလဲမှုဆိုတဲ့အတိုင်းတာကတော်တော်လေးကိုမှနဲတယ်လို့ပြောရလိမ့်မယ်။ဘရူနိုဘလိုကစားသလဲဆိုတော့ကိုဥကာတိကကက်စမဲရိုလောက်မတွေးနိုင်ဘူးလို့ပဲကျွန်တော်ကတော့ပြောရလိမ့်မယ်။ဒါကိုနောက်ထပ်အဲကတ်စမဲရိုနဲ့ဘယ်လိုကစားသလဲဆိုတာက forest နဲ့ပွဲမှာသလိုရှိရင်လည်းမြင်ရလိမ့်မယ်ဆိုတော့ individual performance အရာဒီမှာသလိုရှိရင် ဒီကစားသမား၂ယောက်ရဲ့နေရာယူပုံဒီအတွဲပေါ့နော်ကက်စမဲရိုနဲ့ဘရူနိုဖာနန်ဒက်စ်အတွဲရဲ့နေရာယူပုံကိုတစ်ချက်တွေ့ရလိမ့်မယ်ဆိုတော့ဒါကတော့အဲတိုက်စစ်ဆင်ထားတဲ့ imposition နေတာတခုဒီဒေသမှာဆိုလို့ရှိရင်ကက်စမဲရိုကဘောလုံးရတဲ့အချိန်မှာဘရူနိုဖာနန်ဒက်စ်ကိုကြည့်တယ်ဘရူနိုဖာနန်ဒက်စ်စီကိုသူပေးလိုက်တဲ့ဘောလုံးကမှားပြီဆိုတာသိတဲ့အချိန်မှာကက်စမဲရိုကဘာလုပ်တယ်လဲဆိုတော့ central line မှာရှိနေတဲ့ passer lane ကိုဖြတ်ဖို့အရင်ဆုံးကြိုးစားတယ်အရင်ဆုံးစဉ်းစားတယ်ပေါ့ central progression ကိုမတွောင်းအောင်လို့ကက်စမဲရိုကအရင်ဆုံးစဉ်းစားတယ် ဒါပေမဲ့တစ်ဖက်က Northern Forest ကစားသမားက Central ကိုမပြီးတော့ဘူးဆိုတာကိုတိသွားတယ်။ပြီးလို့မရနိုင်ဘူးဆိုတာကိုသူနားလေသွားတဲ့ချိန်မှာ Casemiro ကဒီရဲ့သူ့ရဲ့ B ရ position ကိုဖျက်ဖို့အတွက်ကြိုးစားတယ်။ဆိုတော့ဒီနေ့ထားမှာ Manchester United ကဘောလုံးတန်းရတယ်။ဘောလုံးရလာပြီဆိုတဲ့ချိန်မှာဒီမှာ Casemiro ကနောက်ကိုတစ်ချက်ဒီမှာဆိုလို့ရှိရင်သူ scanning တစ်ခါလေးလုပ်ထားပြီးသားဒီမှာဘောလုံးရတဲ့ချိန်မှာချက်ချင်းတန်းပြီးတော့မှ scan လုပ်လိုက်တာကိုဒီမှာမြင်ရလိမ့်မယ်။ဆိုတော့ချက်ချင်းတန်းပြီးတော့မှသူ scan လုပ်လိုက်ပြီးပြီ။ ဘောလုံးကဘယ်ကိုရောက်မယ်ဘယ်ကိုပေးလာနိုင်လဲဆိုတာသူစကန်လုတ်ပြီးသွားပြီးဒီဆက်ကတ်မှာဆိုတော့စကန်လုတ်ပြီးတဲ့အချိန်မှာဘာလုတ်တယ်လဲဆိုတော့ဘောလုံးရလာတဲ့အချိန်မှာဟတယ်ဟတာကိုဘရူနိုကအကောင်းဆုံးလန့်ကန်နေတိုင်ထီရထွက်လာတဲ့ဘောလုံးကိုပေးဖို့အတွက်တိုက်စစ်နေရာအထိကိုဒီပိန်ကတိဘောင်းစ်အေရီယာတွေအတွင်းမှာတွင်ကိုကတ်စမေရိုကရှိနေပြန်ပြီဆိုတော့ဒီကစားသမားနှစ်ယောက်ကဘလူကစားမလဲဆိုတာကိုအချင်းချင်းကောင်းကောင်းနားလေကြတယ်။ဥကားကြီးနဲ့ဘလူနိုမှာတော့အဲ့ဒါလိုကမန်စထရီမျိုးကိုမမြင်ရဘူး။ အဲ့ဒါကအရေးကြီးတဲ့အချက်ပဲဒီတော့ကြောင့်လို့ပဲမန်ချက်စတာယူနိုက်တက်ကဥကာတင်းဝင်လာတဲ့အချိန်မှာဂိုးတွေပေးနေရတာပဲဒီဟာတစ်ခုလုံးကဥကာတင်းကိုခေါင်းပေါ်ပုံချလိုက်ပြီးတော့မှပြီးသွားရမယ့်ကိစ္စတော့မဟုတ်ဘူးလို့ကျွန်တော်ကယူဆတယ်ဘာလဲဆိုတော့ဒီအသင်းကဥကာတင်းကိုမထည့်လို့လည်းမရတဲ့အချိန်ကြီးရှေ့တုန်းမှပြောခဲ့သလိုပဲဥကာတင်းကိုထည့်လိုက်ပြီးဆိုလို့ရှင်လည်းသူပြရတဲ့ risk ကအရင်ကြီးမားနေတယ်ဆိုတဲ့အချိန်ကြီးဆိုတော့ ဒီမှာဆိုလို့ရှိရင်ဒီကစားသမားနှစ်ယောက်ရဲ့နားလည်မှုကိုပို့ပြီးတော့မှမြင်ရတယ်မှာနှစ်ယောက်စလုံးကမစ်ဖီလိုက်မှာအဓိကရေးပါတဲ့ present တွေကိုယူထားကြတယ်။ဥပါတိက present ယူရဆိုလို့ရှိရင် Bruno Fernandes ကဒီဒီ man to man နဲ့ဇုံတွေကိုဒီနှစ်ယောက်ကကောင်းကောင်းထိန်းချုပ်နိုင်တယ်လို့ပဲပြောရလိမ့်မယ်။ဒါကလည်းသူတို့ရဲ့တဘာလို့ပဲပြောရလိမ့်မယ်။ဆိုတော့ဒါကဥကားတိရှိတဲ့ချိန်ဥကားတိမရှိတဲ့ချိန် customer တို့ရှိတဲ့ချိန်မရှိတဲ့ချိန်ဒါကို comparison လုပ်တာဆိုတော့ အကုန်လုံးကိုပြန်ပြီးတော့မှအနစ်ချုပ်လိုက်မယ်ဆိုလို့ရှိရင် tactical ဘိုင်းရဆိုလို့ရှိရင် Manchester United က Casemiro မရှိတော့တဲ့အချိန်မှာဆိုလို့ရှိရင် midfield line မှာ control ကရော့သွားတာတော့အသေးကြပဲဘာကြောင့်မလို့ရော့သွားရလဲဆိုတော့ဆောလာကပြောခဲ့တဲ့ off the ball movement နေမှာ Manchester United ကတီးတသားကိုအားနေသွားတဲ့အတွက်ကြောင့်လို့ပဲဆိုတော့ off the ball movement ကိုပဲပြောမယ်ဟေ့ဆိုလို့ရှိရင်ဒီ defensive action ကိုလည်းထည့်ပြောရလိမ့်မယ်ဒါက Casemiro ရဲ့ 2023-24ရာသီမှာရှိခဲ့တဲ့ defensive action တွေဒါကကတ်စမဲရိုရဲ့ဒီယာသည်သူ့ရဲ့ defensive action တွေ defensive action တွေကိုတေချာပြန်ကြည့်မယ်ဆိုလို့ရှိရင်ကတ်စမဲရိုအဓိကလုပ်တဲ့ defensive action က central zone မှာပဲဖြစ်တယ်ဆိုတော့ central zone မှာအဓိကပြင်ကတ်စမဲရိုက defensive action တွေကိုအများကြီးလုပ်နိုင်တယ်အဲ့အတွက်ကြောင့်မလို့အတင်းကပို့ပြီးတော့မှ control central control ပို့ပြီးတော့မှကောင်းလာတယ် central control ပို့ပြီးကောင်းလာတဲ့အချိန်မှာ mid ကို ဒီ midfield ကိုပို့ပြီးတော့မှ control လုပ်နိုင်တယ်။ Casemiro မရှိတဲ့အချိန်မှာဒီရဲ့နေရာကို control လုပ်မဲ့သူမရှိတော့ဘူး။ Bruno Fernandes ကဒါကို control လုပ်နိုင်တဲ့သူမဟုတ်ဘူး။အဲ့ဒီကြောင့်မို့ Manchester United က Casemiro မရှိတော့တဲ့အချိန်မှာဒီ midfield line က control ရော့ကျသွားတယ်။တစ်ဖက်အသင်းကပို့ပြီးတော့မှဆိုးမိုးလာတယ်။နောက်တစ်ခုကဘာလဲဆိုတော့ playing style shifting look like ya ဒါက Casemiro ရှိချိန်နဲ့မရှိချိန်မှာအရန်တည်လာတော့တာပဲ။ဆိုတော့ Casemiro ကိုမတုံးမှုဟိတ်ဆိုလို့ရှိရင်အသင်းက structural progression အတွက် structure ရဲ့ balancing အတွက်ကိုထိခိုက်မှုရှိတယ်။ customer ရှိနေဆိုလို့ချင်းအတင်းက structure အရာတိဆောက်ထားတဲ့ progression တွေကိုလုပ်နိုင်တယ်။ structure အရာတိဆောက်ထားမဲ့ဒီ tightness နဲ့ခံစင်မျှတခြင်း rest defense ကို customer ရဲ့ကာကွယ်ပေးနိုင်မှုဒါတွေကိုရလိမ့်မယ်။ customer ကမရှိဘူးဆိုလို့ချင်းအတင်းက child saturation တွေကနေပြီးတော့မှ broken transition တွေကနေမှာပဲဖြစ်ဖြစ်ဒီ triangle shape တွေနဲ့တွဲတဲ့ ုံစံတွေကပို့ပြီးအားကောင်းလာလိမ့်မယ်ဒါပေမဲ့အဲ့ဒီရဲ့ risk ကိုကိုကလည်းရမှာဖြစ်တယ်လို့တစ်ဖက်အသင်းကိုလည်းပြီးရလိမ့်မယ်ဆိုတော့ကိုကပို့ရလို့ရှင်တော့ပို့ပြီးတော့မှကောင်းနေမယ်တစ်ဖက်အသင်းကပို့ရသွားရဆိုလို့ရှင်တော့အသင်းကဒါမျိုးပုံစံခိုးရီပေးနေအောင်ပါပဲနောက်တစ်ခုကဘာလဲဆိုတော့ကစီမရှိတဲ့အချိန်မှာအသင်းက line breaking pass တွေပို့ကောင်းလာတယ်ဆိုရဲချက်ကတော့ညှင်းလို့မရတဲ့ချက်ပဲဒါပေမဲ့ကွန်းလေလောက်အောင်ကြာစင်းလာမှုက customer တို့ကိုမဖြစ်မနေလူစားလဲရမယ်ဆိုရဲအချိန်တွေကိုရောက်သွားစေခဲ့တယ်ဆိုတော့ဒါက ဘရူဘနမိုရင်ဖြည့်ဆင်းရမယ်အကြီးမားဆုံးသောပြဿနာပဲကတ်စမဲရိုနဲ့ဘရူနိုဖာနန်ဒက်ဆိုတဲ့ကွန်လက်တွေက over 13ဖြစ်နေပြီအတင်းကဘလို့မှဒီကစားသမားနှစ်ယောက်စလုံးကိုမိနစ်60ညှစ်ထုတ်ဖို့မဖြစ်နိုင်ဘူးအတင်းကပွဲစဉ်15မိနစ်အစောပိုင်းနေမှာဆိုလို့ရှိရင်ကောင်းနေရှိတယ်ဒါပေမဲ့နောက်ပိုင်းမိနစ်တွေရရင်တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ကြာဆင်းကြာဆင်းကြာဆင်းလာတာကို cover လုပ်နိုင်ဖို့အတွက်ဦးကားတေးကိုထည့်တဲ့အချိန်မှာအတင်းရဲ့ structure နဲ့အတင်းရဲ့ကစားတဲ့ hand ကြီးကပြောင်းလဲသွားတာကကြတော့ဒါကနည်းနည်းလေး음 ရူဘင်မိုရင်းနေနဲ့မိကုံထုတ်ကမဲ့အကြောင်းအရာဖြစ်သွားလိမ့်မယ်ရူဘင်မိုရင်းဒါကိုဘယ်လိုစဉ်းစားမလဲဘယ်လိုဖြည့်ရှင်းမလဲဆိုတာကတော့စောင့်ကြည့်ရလိမ့်မယ်လက်ရှိနေသားရတော့ဒါကိုဖြည့်ရှင်းနိုင်မယ့်အခြေအနေမျိုးဒါကိုအာဖြည့်ရှင်းလို့ရမယ့် situation မျိုးကိုတော့ရူဘင်မိုရင်းရှာမတွေ့သေးဘူးလို့ထင်တယ်ဆိုတော့အာဘယ်လိုဖြည့်ရှင်းမလဲဆိုတာကတော့အလွယ်ကူဆုံးကတော့ကစားသမားအစ်စ်ဝယ်လိုက်တာပဲဖြစ်လိမ့်မယ်အာဒီလိုမှမဟုတ်လို့ရှင်အတင်းက ကစားသမားအသစ်မရောက်သေးဘူးရတော့ဒီပြဿနာကိုမန်ချက်စတာမျိုးကရင်ဆိုင်နေရလိမ့်အောင်မယ်လို့ကျွန်တော်ကတော့ယူဆတယ်ဘာလို့လဲဆိုတော့လက်ရှိ squad မှာဒီရက်တက်တာကိုဖြည့်ရှင်းပေးနိုင်တဲ့အဲ player squad up ဒါမှမဟုတ်လို့ရှိရင်လည်း player identity မျိုး Manchester United မှာရှိမနေဘူးလို့ပဲကျွန်တော်ကတော့ မြင်ပါတယ်ဆိုတော့ဒါကကတ်စမဲလိုရှိရချင်းကတ်စမဲလိုမရှိရချင်းမန်ချက်စတာယူနိုက်တက်ဘယ်လိုကစားသလဲဘာကြောင့်မလို့ကတ်စမဲလိုမရှိရင်ဂိုးတွေပိုပေးနေရတာလဲဆိုတဲ့အကြောင်းကို discuss လုပ်တာပဲဖြစ်ပါတယ်နည်းနည်းလေးတော့အဲဒီ content ကနည်းလေးခေါင်းဆုပ်လိုက်မယ်လို့တော့ထင်တယ်ဒါပေမဲ့လည်းအဲ sorry ကြည့်ပေးကြတဲ့အတွက်ကြောင့်မလို့အားလုံးကိုကျေးဇူးများရတယ်မှာကျွန်တော်နောက်ထပ် video တစ်ပုဒ်မှာပဲထပ်ပြီးတော့မှတွေ့ကြပါပေါ့